အလုံးမဲမင်္ဂလာပါရှင်ကျွန်မကတော့အိုင်ဖွေဖြစ်ပါတယ်ဆီယာမာကျူးရဲ့စုံနေရက်နဲ့လွမ်းလေခြင်းဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း7ကိုဆက်လက်ပြီးတော့ဖတ်ပြပေးပါမယ်ရှင်သူကျွန်မစီကဂစ်တာကိုလမ်းယူစဉ်သူ့လက်နဲ့ကျွန်မလက်ထိတွားသည် သူ့လက်ကြွေအင်းနေ၏မမရာဈေးကြီးမှာပေါ့မကြီးပါဘူးဟောဒီမှာပလက်ထရန်လေးပါညှက်ထားပေးတယ်သူဂစ်တာကိုလမ်းယူလိုက်ပြီး လက်ထဲမှာပွေလိုက်သည့်ဟန်ပန်ကညံ့ညံ့နုံနုံပွေပွေပတ်ပတ်ရှိလာတာမို့ကျမအကျဉ်းနဲ့သွားပါသည်ထို့သောသူမျက်နာမွှင်လန်းတာကိုတော့သတိထားမိသည်မောင်နေကောင်းရဲ့လားကောင်းပါတယ်မောင်ဘာဖြစ်နေလဲဘာမှမဖြစ်ပါဘူးလာထိုင်မမကိုကျွန်တော်တချင်တစ်ဖုတ်တီးပြမယ်ကျုံးကြည့်ထားပြီးသားလားအိုးကြကြံဖန်ဖန် ခေတာတလတ်တဲ့ပြီးအိမ်ပြန်ရောက်လာသည့်သမီးကိုမေမေမျက်စိစပင်မွေးဆူသွားပုံရသည်ကျမခေတာမတီးထက်တာမေမေအတီဆုံးကိုကျမမောင်းအတွက်ဝဲလာတာဟုမေမေကိုပွပွလန်လန်ပြောပြလိုက်ပါသည်မေမေကကျမကိုမေးခွန်းတစ်ခုမေးခဲ့သည်တချိန်ချိန်မှာမေမေမေးလာနိုင်သည်ဟုကျမကြိုတင်မျှော်လင့်ထားခဲ့သည့်မေးခွန်းဖြစ်သည်ဘယ်အချိန်မေးလာမလဲဟုသာကျမမသိရတာ မေးတော့မေးမှာပဲယခုလောက်ထိစောင့်နေကြတာတောင်အံ့ဩရပါသည်တမီးမောင်တက်ဝေကိုကြိုက်နေပြီလားဇမထုံမေးဝင်းကိုတငယ်ချင်းတွေစီမှမကြာခဏကြားခဲ့ဘူးသည်ပြောင်းတလို့စားတလို့မေးခဲ့သည့်မေးခွန်းတွေမောင်လေးဆိုရင်ငါ့ကိုပေးပါလားရောင်မရဲဆိုတာမျိုးခနဲ့တက်တဲ့စကားမျိုးတွေကျမမထူးခြားတိမျက်နှာဖြင့်ပြုံးရှိခဲ့ပါသည်မမေထံမှမေဝင်းကိုလည်း ကျမကြိုတင်ပြင်ဆင်ထားခဲ့တာကြပြီအချိန်ပေါင်းများစွာကုဟာကူဖြည့်ကြည့်ခဲ့ပြီးသားအခုလဲအဲ့ဒီအတိုင်းပဲဖြည့်လိုက်သည် မကြိုက်ဘူးမမေသူ့ကိုတမီမောင်လေးအရင်လိုပဲချစ်တာပါသူခေတ္တကျောကိုချင်းရှိပြန်တွန်းညှိနေတာကိုကျမငြင်းကြည့်မိသည် ဟုတ်တယ်ကျမမောင်ကိုမကြိုက်ပါဘူးမောင်မှာကျမမကြိုက်တာတွေအများကြီး ကျမစကားကိုဘယ်တော့မှမနာခံတာကိုကျမမကြိုက်ဘူး။ငငယ်ကလေးကထိုးပစ်တာ၊တည်ရခွန်းထက်တာ၊ကစားသမျှသူများကိုမနိုင်နိုင်အောင်အကြံအဖန်လှုပ်တာမျိုးတွေကိုကျမမကြိုက်ဘူး။အရေးကြီးဆုံးကသူကျမထက်အသက်ခွန်းနှစ်တောင်ငယ်တယ်မမေ။အဲ့ဒါမိန်းကလေးတစ်ယောက်နဲ့ယောက်ျားလေးတစ်ယောက်ဘယ်တော့မှမနှိစက်နိုင်လောက်အောင်ခိုင်မာတဲ့အကြောင်းရင်းမဟုတ်ဘူးလား။သူခေတ္တကိုတန်ဆင်တစ်ခုဖြစ်အောင်စတင်တီးခတ်လိုက်လေသည်။

စားတယ်ကျမသူ့ကိုတအံ့အောကြီးမိသွားတော့သည်အဲ့ဒါသူ့အတန်တဲလားပစ္စည်းကွဲကောင်လေးတယောက်ရဲ့လူပြိုပေါ်ဝင်စအတန်အောအောလေးဟာအခုတော့ဝိုင်းရင်းအစိုးရဟန်နဲ့ဟန်ကြားပန်ကြားစုံနေပြီကောစုံမဲ့ဆိုတော့အချစ်တချင်းတပုတ်ပါလားဖះရည်ကျမမထင်တာတွေဖြစ်နေပါလား 追不够你，孤夜随的追，每夜披麻布你归。တဲ့ဟုတ်ပါလားသူကိုဒီလောက်ထံကြိုင်းကြကြတချင်းဆိုတဲ့လိမ့်မီဟုမချင်ခဲ့မိပဲကျမပထမတော့ရည်ချင်းလေဤဒီကောင်လေးငယ်ငယ်လေးကဇော်ဝင်းထွတ်ဤအချစ်တချင်းကိုထဆုံလိုက်တော့ ဟားကျင်စိတ်တွေပေါ်သွားခဲ့တာကိုသို့တော့တဖြည်းဖြည်းသူ့အတန်ထဲမှာကျမအနစ်ဝင်သွားသည်သူ့အတန်ကတစ်ချက်နဲ့လိုက်ဖက်အားဆွေဆွေနဲ့နဲ့ရှီလွန်းလို့ပါရင်ခုန်တန်ကြီးအားလုံးအိမ်မက်ကလေးများအားလုံးကိုမနဲ့တန်ကြီးအားလုံးပြောင်းရှာကုန်ပြီကွယ်မြော်ရီတာကြီးလဲ 送起得把岁月，被十次的苟也得十家，啊，一对别够米，苟也随的追，没也匹马顾你归，没也的，没也苦你来的一担的，果然长大的要一担么好找吧啦。 နှုတ်ဖြားကနေညီးလိုက်တာမဟုတ်ရှင်နေမှ မမပပနွန်းနွန်းရှာရှာညီးလိုက်သည့်အတန်ပါကျမရှင်နေမှာတိမ်ခနဲနာကျင်သွားသည်ဘာဖြစ်လို့နာကျင်သွားမှမသိကျမသူ့ကိုငေးကြည့်နေရကနေတဖက်တို့မျက်နှာလွှဲလိုက်မိသည်ဘယ်ပြောနိုင်မလဲတစ်ချိန်ချိန်မှာဒီကလေးအစိုးရမဖြစ်ဘူးလို့ဘသူပြောနိုင်မလဲ မောင်များအစောရဖြစ်လိုက်ရင်ဘလောက်ကောင်းလိုက်မလဲနော်။တမာတီမောင်ကိုအခုချိန်အထိဘာဖြစ်စေခြင်းမှမသိ။မောင်ဘာဖြစ်လျင် ကျမအပျော်ဆုံးဖြစ်မလဲဟုမသိ။မောင်ကိုထူးချွန်ထက်မြက်သောပကြီးစရာလည်းဖြစ်စေခြင်းခဲ့သည်။ဒါကြောင့်လဲရေးဆေးဘူးလေးတွေနဲ့ပုံဆွဲစာအုပ်ကိုလက်ဆောင်ပေးခဲ့တာပေါ့။မောင်ကိုဆရာဝန်ကြီးလည်းဖြစ်စေခြင်းသည်။ မောင်တီရုပ်ရည်ကချော်မော်ပြီးသားပဲတရားဝင်ဖြစ်လျင်အာကိုကျင်စရာခံ냐သွားမှာကျမဖလောင်းပြော်လိုက်ရလိမ့်မလဲမေမေခဏခဏညီတော့တင်တင်မြဤတားမောင်မောင်တချင်ကိုတတိရမိသည်မေတာစီရင်တီးကမဟုတ်လို့ဤတသမလုံးမလားမောင်မေတော့ပြုံးရောင်ရောင် တောင်တောင်တရင်ခေါင်းလုံးသိလို့ဆရာကြီးမြာလုံးမလားမောင်မေတော်ပြောင်းရောင်ရောင်ဒီလိုဆိုရင်မြင်းကိုသိလို့စပိုးကြီးမြာလုံးမလားမောင်မေတော်ပြောင်းရောင်ရောင်သမမောင်ကိုဘာပဲဖြစ်ဖြစ်ကံွက်เสียရမရှိတော့လဲစစ်ဘိုလ်ကြီးတော့မလုပ်စီခြင်းပဲမမပြန်ကြံပြီမဟုတ်လားအင်း ပြန်ကြစို့လေကျွန်တော်လိုက်ပို့ပေးမယ်ခစ်တာကိုចောင်းပုံဝင်ထားခဲ့မယ်ရွှေစေဒီចောင်းဝင်းတဲ့သူနောက်ဖေးဘက်မှာလှည့်ဝင်ပြီးကျမတို့ဝင်ခဲ့ကြသည်ចောင်းဝင်းထဲမှပြန်ထွက်လာတော့အခါလမ်းကြားထဲမှခွေးတကောင်ကဆွတ်ဆွဲငင်ငင်ဥလျက်ကြိုးစိုးနေသည်တဲဒီခွေးကစတရေမရှိဥပြန်ပြီမောင်ကခွေးကိုရုတ်တရက်ခြေတော်နဲ့လှမ်းကန်လိုက်သည်အလော ဒီလေတန်ဒီဟန်ပန်ကတကယ်လူငယ်ကောင်းလေးတယောက်အလိုမကျခနေပုံမလားကျမပြုံးလိုက်မိ၏မောင်ကကျမကိုလှဲ့ကြည့်သည်မမဘာပြုံးတာလဲအော်ခွဲကသူ့ဖတာသူဦးတာမောင်ကလှမ်းကန်လိုက်လို့ပါမောင်လေးရဲ့ခြေတော့များလှမ်းဟန်လိုက်ရင် ခွဲယူကဝယ်စေထိုးနေရပါအောင်မယ်ကွယ်ခွဲယူရင်အဲ့လိုမနေဘူးမမရဲ့ ခွဲရယူရင်အမိကုတ်ပြီးတရေတွေကြလာရော။အိုးအခုမယူသေးလေ။ကို့ကြိုက်ပြီးမှယူမှန်းသိရင်လေကို့ကိုကူးတာပဲမောင်။ဟာဟုတ်လို့လား။အော်မောင်တက်နေ။ငါကမဟုတ်ပဲပြောပါမလား။ကိုရန်ကြောင့်သားကြီးကဘ ഹു တုတတဲနေတာကို ကို့ကိုကြိုက်ထားတဲ့ခွဲရယူလားမယူလားစောင့်ကြည့်ရတယ်လေ။၁၀ရက်၁၂ဆယ် တခါတလေများလားနဲ့ချီပြီးမှကို့မှာခွေးယူရောကပေါ်ကျင်ပေါ်လာတာဟာကောင်းလေးနည်းနည်းတော့ကြောက်သွားပုံရသည်ဒီတော့ခွေးနာတိတ်တိတ်မကန်းနဲ့ရှောင်းပါဒီခွေးတွေကကာကွယ်ဆေးထိုးမထားဘူးမဟုတ်လားမောင်သည်ခွေးကိုကာကွယ်ဆေးထိုးရသည်ဟုလည်းမသိပေစမပြောသည့်စကားတွေကိုအကုန်အံ့ဩနေသည်မောင်နေခဲ့တော့ မမကိုအိမ်အထီးမပေါ်နဲ့မမကိုဟာကိုအေးအေးလေးလမ်းလျှောက်သွားခြင်းနဲ့မရဘူးမမကိုအိမ်အထီးလိုက်ဖို့မှာမပေါ်နဲ့ဆိုပို့မှာပဲကျွန်တော်ဆီယာမမြအောင်မပို့ပါဘူးမမကိုအိမ်ရှိရှိမပို့ပါဘူးမရဘူးနေခဲ့ဒါလဲမမကျွန်တော်မလိုက်စေချင်တာအကြောင်းတစ်ခုခုတော့ရှိရမယ်ပြောစမ်းပါမမဘယ်သူနဲ့ချိန်ထားလို့လဲဟင်ဟဲ့ကောင်လေးဒါနင်ပြောစရာလား ူပခန်းကိုကျမအလှန်ရိုက်ပြစ်လိုက်မိသည် အရင်တော့ကလိုတာဆိုသူ့ကောင်းကိုတောင်းကနေခောက်လိုက်ပြီပေါ့အခုတော့သူ့ကောင်းကိုကျမခောက်ဖို့မမီတော့ပြီဖြစ်သည်မမကျွန်တော်ကိုခေါင်းခေါက်ချက်နဲ့မဟုတ်လားရတယ်ရော့ခောက်သူကကျမကို ခေါင်းငုံကိုင်းပေး၏သူ့ကောင်းနဲ့ကျမရင်ဝင်ကိုတော်ဝေတော်မီဟန်မို့ကျမကမန်းကရန်နောက်သို့ဆုပ်လိုက်ရသည်သူအရက်ကမိုးထုံနေပြီ လူကောင်းကလည်းကြီးနေပြီ။စမားနဲ့သူအခုလိုပူပူကက်ကက်နေဖို့မသိ။အင်းကျဲ။အိုးရုပ်တရက်ကျမရှိမှမမကြီးရှင်းလိုက်တာကကိုလက်ပါလား။ကိုလက်ကကျမတို့ရှင်နာမှာပဲမမရှင်လျက်ကျမကိုခက်ဆိုင်ဆိုင်ကြီးလျက်။အဲကိုလက်ဘယ်ကလာတာလဲ။နင့်စီလိုက်လာတာပေါ့။နင်ဘာလို့ဒီလောက်မိုးချောက်အောင်လဲရတာတော့။ ပြန်လာတော့ခဏမှကို့အိမ်ကိုနေတာမဟုတ်ဘူးကိုလက်အိမ်ညနေထားကတင်းလာကြည်လားကျမကိုလက်ကိုတခါမှဒီလောက်ကြောက်မသွားဘူးပဲကိုလက်တီမောင်တက်ဝေကိုတချက်တာလှမ်းကြည့်ပြီးကျမကိုခက်ဆူဆူကြည့်သည်နေအမေနေမကောင်းတာနေမသိဘူးလားဟေးဘာဖြစ်တယ်ဆီယာမမူလက်သွားလို့စောစောကငါစိတ်ကန့်လိုက်ပို့လိုက်ရတယ်အရေးထဲမှာနင်ကအနားမှမရှိဘူးရှောက်လဲနေတယ် နင့်အမိတခုခုဖြစ်မှနင်နောင်နိုင်ရမယ်နော်။ဖျားဖျား။ကျမရင်တထဲထဲခုံလာသည်။လက်ပြားချေပြားတွေအေးဆက်လျက်ခေါင်းထဲမှာမိုက်ခနဲတောင်မူဝေသွားသလိုပဲ။ကျမမျက်လုံးတွေမျက်ရည်ချောင်းလာဝေဝါးလာခဲ့သည်။ကျမကိုယ်လက်အနာတို့ပြောင်းကနေတုတ်ကက်သွားလိုက်မိသည်။အခုရောမေမေဘလို့နေလဲဟင်။ကိုလကသူ့မျက်နှာထားကိုချက်ချင်းပင်ပြန်လိုက်ပါသည်။ အခုတော့တက်တာပါပြီစိတ်မပူရတော့ပါဘူးဒါပေမဲ့အင်ဇင်နင်ခဏတဖြုတ်အိမ်ပြန်ရောက်တော့အမိန်နဲ့အဖွားကိုပြစ်ပြစ်သွားတာမကောင်းဘူးထင်တယ်အင်ဇင်သိမှမသိပဲအင်ဇင်ထွက်လာတော့ကအကောင်ကြီးကိုအေးပါအေးပါကဲလာလာသူတန်ကပြန်ပြောပြောင်းသွားသည်ဇမခက်တွက်တွက်ရှစ်ဆက်လှမ်းခဲ့ပြီးမှမောင်ကိုတတိယသွားသည်ဖြင့်ပြန်လဲကြည့်လိုက်မိသည် ။အိုးမောင်ကကျမအနာမှာကက်ကက်လေးရဲလျက်ရှိ၏။မောင်မျက်နှာမှာထူးခြားသည့်အရေးတစ်ခုခုတွေ့ရသည်။ဘာပါလဲ။စိတ်ပူပန်သွားသည့်အရေးလား။ဟဲ့အင်။ဥတုအန်တန်အာနာသည့်အရေးရောင်လား။မဟုတ်ပါ။သူကျမကိုလမ်းငင်းနေတာ။ကလေးတယောက်ဤအမှုရာမဟုတ်။ရှင်းသက်သည့်လူငယ်တယောက်ဤအဟံပန်သာဖြစ်သည်။ကျမကိုစိတ်မချသည့်မျက်နှာသာဖြစ်သည်။ ဇနာတိမျက်နှာထားဖြစ်သည်မမတွားတော့လေအခုညီလိုရင်ဘာပေါင်းစီဖုံးဆက်လိုက်နော်မမကျွန်တော်နောက်နေ့ကျောင်းပြန်ရောက်မှအိမ်ဝင်ခဲ့မယ်ကြည်စံမောင်တီသူရှိမှကိုလက်ရှိနေတာကိုတတိမထားမိသည့်ပုံမှာပဲမောင်တီကျမကတော့မျက်နှာတက်တက်စုံအောင်ကြည့်နေပြီးကိုလက်ကိုနည်းနည်းမှခရီးမဆိုင်သလိုပါလားမောင်မျက်လုံးတွေကစောစောကလိုနွမ်းနေစေပဲလား ဒါမှမဟုတ် ကိုလက်ကိုတွေးလိုက်လို့စိုးရင်ထိတ်လိုက်သွားတလားဒါမှမဟုတ် မမေနေမကောင်းဘူးဆိုလို့စိတ်မကောင်းဖြစ်သွားတလားနေဝင်ပြီးချိန်အမောင်ပြိုးနေချိန်မှာမို့မောင်းမျက်လုံးတို့ကိုကျမအတိအကျကောက်ချက်မချတာတော့ပါကျမကိုလက်နဲ့ရှင်ရှောင်းလိုက်ရင် မောင်းစီမှထွက်ခွာလာချိန်တည်းမောင်ရက်လျက်ကြံနေရမှာကျမသိ၏ နှစ်ဖူးပေါ်ဝဲကြနေသည့်ဖြောင်းစင်းသည့်သဘင်အုပ်ကမောင်ကိုကလေးတယောက်အချက်မှလူငယ်အဖြစ်သို့တွန်းပို့လိုက်တလို့ပဲမောင်သည်ချက်ချင်းပဲလူငယ်တယောက်ဖြစ်ခဲ့ပြီပြီးတော့ကျမစိုးရိမ်နေတလို့ပဲမောင်သည်မကျင်နှမှုကိုဟမ်မဆောင်ထက်တော့သို့မဟုတ်ဟမ်မဆောင်ကျင်တော့မဖုံးခွဲကျင်တော့ခက်ရိုင်းရိုင်းလူငယ်လေးတယောက်ချက်လာခဲ့ပါပြီကောလား ကုမုဒ္ဒရာကြပွင့်သည့်ညတညအကြောင်းကျမပဲတော်မှမှတ်စုထဲမှာထည့်မရတော်ဘူးဟုဆုံးဖြတ်ခဲ့သည်သို့သောထုံညကိုဘယ်တော်မှမေမမဟုတ်တော်ပေထုံညကလာမသားပါကျမ၏ဥယျင်လေးသည်ကြဲရောင်မိမ့်မိန်တွင်ပင်ကြောင်စုံပန်းများဖြင့်ခန်းနာနေသည်ကောင်းခင်မှာလာမရှိသလိုတိမ်တွေလည်းမရှိ နတ်ပြရာကြည်စင်းရသောကောင်းကင်တွင်ကျဲမုံမုံလေးတွေသာလက်နေခဲ့သည်ညမိုးချုပ်ချိန်ကျမှ မောင်ကအရောက်လာခဲ့သည်အိမ်ရှိမှစပိန်တောက်ထောက်ရတန်ကိုကြားလိုက်တာသို့တော့ကိုအိမ်ရှိဟုမထင်ခဲ့ပေထို့ကြောင့်မမေကိုစီတိုက်ပြီးမမေခရင်ပေးမှပဲဆက်ထိုင်နေခဲ့သည် နောက်တော့ဖဖွားကလန်អော်လိုက်သည်အင်ချင်းရေလာအောင် ဒီမှာဧည့်သည်ရောက်နေတယ်ဧည့်သည်ဆိုလိုအပြေးလာခဲ့တာမောင်ကိုဧည့်ခမ်းမှာအစိမ်းရောင်ငပြောဖက်ထုတ်တထုတ်ပလတ်စတိတ်အိတ်ကတစ်ဖက်ကင်လေးရရနေတာကိုတွေ့လိုက်ရသည်တကယ်ဝါတန်းနန်းကမွေးကြိုင်နေတာပဲဟဲမောင်လေးမူချုပ်လိုက်တာဟုတ်တယ်မမကျောက်ပရောင်ကပြန်လာတဲ့တငယ်ချင်းကိုစောင်းပြီးစကဲဝါဘန်းနေယူရတာမို့ ဆီယာမနေကောင်းလားမမတူးလက်ထဲကအထုပ်တွေကိုကျမအာကန်ပေးရင်မေးသည်အေးတက်တာပါတယ်ဒီနေ့လဲစေကန်းသွားခဲ့တယ်လေတွေးပေါင်ချိန်ကြသွားပါပြီဒါပေမဲ့စီးတော်ဆက်စားနေရအောင်ပါတဲ့ဒါကမမဖျားတင်မှုဒါကဆီယာမအတွက်ဥပဒေနဲ့ဟောလစ်ဆီယာမရောမမေအခန်းထဲမှာဝင်ကျင်လာမောင်လေးမင်းနေတာဆိုတော့ ခနာထိုင်ဆောင်းလိုက်အောင်လေအင်းအင်းဆောင်းလိုက်မယ်လေငါမီးကလည်းမဆောင်ခိုင်းနဲ့လေမောင်တက်ဝီအပြန်နောက်ကြနေမယ်ပင်းဝအထီပြန်ရမှာမဟုတ်လားဖဖွားကကျမတို့အတွက်ဝင်ပြီးဆုံဖြတ်ပေးသည်ဟုတ်တာပေါ့ပင်ဝထီပြန်ရမည်ဆိုတာကျမမေ့သွားခဲ့သည်အေးဟုတ်တယ်တော့ပြန်ပြန်နောက်မှဆော့ဆော့လာဟုပြောလိုက်ရသည် သို့တော့မောင်တဝေကခေါင်းမသည်ရတယ်ဖွားဖွားကျွန်တော်ပင်းဝမပြန်ဘူးဘာပေါင်းចောင်းပြန်မှာကျွန်တော်ခဏထိုင်ဆောင်လိုက်မယ်နော်ကဲဒါဆိုလဲစောင့်ပါတော့ထိုင်ဆောင်အဖွာဖះပန်းအိုးလဲလိုက်အောင်မယ်နော်ဖွားဖွားကကျမတို့ကိုထားခဲ့ပြီးဖះခန့်နေအိမ်ရှိအုတ်ကန်ကြာဂူးချီတန်းစီအလောက်ရှုံနေလေသည်အဲ့ဒါဖွားဖွားမို့ပေါ့ မေမေသားဆိုလျင် အခုလိုထိုင်ဆိုင်ခိုင်းမှာမဟုတ်ပြန်ခိုင်းမှာပဲမောင်တော့ဝယ်နဲ့မျက်နှာချင်းဆိုင်ထိုင်ကုန်းမှာကျမဝင်ထိုင်သည် မောင်တီသပွဲပေါ်မှာ အစင်တင့်တွေ့နေရသောဂျာနယ်တစ်စောင်ကိုကြိုက်ထားတော်လဲစိတ်ဝင်စားပုံမရကြေခဏကြတော့စာဆောင်ကိုသပွဲပေါ်ပြချလိုက်သည်မောင်ကျမမကြိုက်သည့်အချက်တွေထဲမှတစ်ခုက မောင်တီ ရွတ်တေးလေးစားသည့်ဟန်ကိုမဖော်ပြတတ်ခြင်းပင်ဖြစ်သည်။ကျမရှိမှစာဆောင်ကိုစပွဲပေါ်ပြန်တင်လိုပါကညဉ့်ညံတာတာတင်ပေါ်ဘာဖြစ်လို့ဂျန်းခနဲ့ပြစ်ချတယ်လဲ။အဲ့ဒါကျမကိုမလေးစားတာမဟုတ်လား။ကျမငေါလိုက်လျင်အိတ်ခဲထဲကမေမေကြားသွားမည်ဆိုသဖြင့်တေးထားလိုက်သည်။သို့သောညနာအမူအရာကိုတော့သဘောမကျသည့်အတွင်ပြပြအောင်ကြားလိုက်သည်။ ကျမဤမျက်နာကိုအရေးလိုအကဲခတ်နေသူမို့မောင်ကကျမဘာဖြစ်သွားမှန်းသိ၏ sorry မမတွေ့လားသူလူလဲပါသူစပွဲပေါ်ပြစ်ချလိုက်တာကျမမကြိုက်မှန်းသူချက်ချင်းသဘောပေါက်ပါသည်ကျွန်တော်ပြောမယ့်စကားကိုစိတ်လုံးနေမိလို့ပါပြောကျမအတန်ပြက်ဖြင့်သူ့ကိုပြောလိုက်သည်မမကျွန်တော်ဒီနေ့အောင်ရင်ရန်ကုန်မှာကြောင်းလာတတ်မလို့ဟင်း ကျမအံ့ဩသွားမိတဲ့ဖြင့်သူ့ကိုငေးကြည့်လိုက်မိသည်။သူကတော့ရင်ကျက်တည်ငြိမ်သည့်လူငယ်လေးတစ်ယောက်ဤဟန်ပန်အတိုင်းလော်ဝါးနှစ်ဖက်ကိုတစ်ခုနဲ့တစ်ခုဆုပ်ထွေးလျက်သူ့စကားကိုကျမဘလို့သုံးပြတ်မလဲဟုအကဲခံနေသည်။ဘာကြောင့်တက်မှာမို့လဲ။ဘာကြောင့်မဲ့ဖြစ်ဖြစ်ရန်ကုန်ကိုတက်လို့ရတဲ့အကြောင်းပေါ့။ကျွန်တော်မမနဲ့နီနီနာနာနေခြင်းနဲ့။ဘာ တော်တော်ရည်ရွယ်ချက်ကြီးမားပါလားမမရော မခွေးကောလိုက်မတက်ရပဲနဲ့ရန်ကုန်မှာတက်လို့ရအောင်ဘယ်လိုလုပ်လဲဟင်မမက IFS ဆိုတဲ့နိုင်ငံသားဘာသာကျောင်းမှာတက်လိုက်တာကိုအဲ့ဒါကရန်ကုန်တမျိုးတည်းပဲရှိတာလေအဲ့ဒါဆိုကျွန်တော်လည်းအဲ့ဒီကျောင်းကိုတက်မယ်နေအရင်မရအဖက်မရဘာတွေလုပ်အောင်မလို့လဲကျမမင်းမင်းနဲ့ဖွားဖွားမကြအာတူတူကြိတ်ပြီးမဲမဲရ၏ သူကမဖြုံမှာကျွန်တော်အခုပတ်စံစုနေတယ်လေ။နှွေမှာစမွဲဖြည့်အပြီးစက်တော်နှုတ်ပြီးရင်ကျွန်တော်ငွေထည့်ရမယ်။အဲ့ဒါဆိုရင်ရန်ကုန်မှာအဆောင်တော့ငှားလို့ရမှာပဲ။နော်မမကျွန်တော်ကြောင်းလာတက်မယ်။မဖြစ်ပါဘူး။နေရန်ကုန်မှာဘလို့ငွေငွေရမှာလဲ။နင်ဘာလောက်တက်လို့လဲ။လူကိုအထင်မသေးပါနဲ့မမရဲ့။ကျွန်တော်ယောက်ျားပဲ။ငွေရဖို့ဆိုရင်လက်ဝိတ်ပဲထိုးရထိုးရ။ အဲ့ဒီလိုပြစ်စလက်ခံမပြောစမ်းနဲ့ကွာကျွန်တော်ဆက်ရန်အောင်ရင် အလောက်တော့လောက်ရမှာပဲလေမမအေးလေလောက်လေရွှေမှာပဲလောက်ဒါမှမဟုတ်ရင်းနံเจ้าမှာပဲလောက်ရင်းနံเจ้าမှာကျွန်တော်ဘာလောက်ရမှာလဲမမသူမြတဲ့စီမှာကုံထမ်းရမှာလားကျွန်မဘာမှမပြောနိုင်ရန်ကုန်မှာဆိုရင်ကျွန်တော်အလောက်ပေါင်းစုံရွေးလို့ရမှာကျွန်တော်ရင်းနံเจ้าမှာနေတာထက် ရန်ကုန်မှာနေရင်ပို့တိုးတက်မယ်လို့မမမထင်ဘူးလားကျွန်တော်ကိုမမမတိုးတက်စေချင်ဘူးလားမအောင်မြင်စေချင်ဘူးလားအဲ့ဒီလိုတော့ဘယ်ဟုတ်မလဲမင်းကိုအောင်မြင်စေချင်တာပေါ့ကွယ်ဒါပေမဲ့မင်းရန်ကုန်လာမဲ့ရွေချက်ကြီးကိုကြားရတာအထိပယ်မရှိလုံးလို့ပါ sorry မမကျွန်တော်အပြောမှားသွားတာတကယ်တော့ကျွန်တော်ကရန်ကုန်မှာပညာလဲဆက်သင်ချင်တာတိုးတက်ချင်တာ ူများတွေမလေးရှားသွားပြီးအလုံးလုံးတာလဲအဆင်ပြေကြတယ်မမရဲ့တချို့ဆိုရွာမှာ တိုက်တောင်ဆောက်ပြီးသွားပြီးစမမောင်ကိုမျက်စောင်းထုံးမိသည် မောင်ကပြုံးဖြဲ့ဖြဲ့နဲ့အေးလေအစကလေးကအဲ့ဒီလိုပြောပါလားထိုအချိန်မှာဖဖွားကဖျားပန်းအိုးလဲပြီးသွားပြီးမို့ကျမတို့ရှိရာဧကန်တို့ရောက်လာသည်ဖဖွားလာထိုင်လျင်ဒီကောင်လေးစကားကောင်းကောင်းပြောမှပဲသို့တော့ မောင်တီညံနေညံနေတော့တော်တော်များသားဖွားဖွားရောက်လာတော့စကားလမ်းကြောင်းကိုဆက်ချင်းလွှတ်ပြလိုက်သည်မမပြောတဲ့မမရဲ့ဥယျာဉ်လေးဆိုတာကိုကျွန်တော်တိတိကျကျမတွေ့ဘူးဘူးနောက်ဖေးကိုလည်းတစ်ခါမှမသွားဘူးဘူးမမဥယျာဉ်မှာအခုဆိုအပင်ဗန်ဒမျိုးလောက်ရှိပြီလဲဟင်စမားကိုမှုဖွားပြီးနောက်နေမေမေလမ်းပြန်ရှောင်းနိုင်ကလေးကမေမေတီစမားအကျွဲ့တီးတန့်ဥယျာဉ်ငယ်လေးတစ်ခုပြုတ်လုပ်ပေးဖို့ရည်ရွယ်ပြီးဆန်ထဲကတီးတန့်နေရတဲ့ တပင်တပင်စတင်ဆိုင်ပြုတ်ခဲ့သည်။ကျမနာမည်ကအင်ဂျင်ဝေဖြစ်တော်လဲ။ကျမကိုမွေးဖွားပြီးနောက်မိမိပထမဆုံးဆက်ပြုတ်ခဲ့သည့်အပင်သည်အင်ဂျင်ပင်မဟုတ်ခဲ့ပါ။တကယ်တော့ကျမကိုအိမ်တောင်ကအင်ဂျင်ပင်ကြီးပန်းပွင့်တွေဝင်းနေအောင်ပွင့်တည်နေမှာမွေးခဲ့တဲ့။ကျမအတွက်မမေဆိုင်ပြုတ်ပေးခဲ့သောဥယျာဉ်လေးကတော့နှစ်အနည်းငယ်နှင့်ကြည်ပြင်းလွယ်သည့် တက်တန်းတို့ချုံပင်အလှပင်လေးတွေဖြင့်တင်နေပါသည်။မောင်နှင်ကျမကလေးတစ်ပါးဝရင်းနှီးခင်မင်းသွားချိန်တွင်ကျမဥယျာမှာအပင်မျိုးပေါင်း၁၄မျိုးရှိနေပြီ။ကျမခုနှစ်နှစ်အရွယ်ကလေးကကျမဤမွေးနေ့တချိန်ရောက်တိုင်းမေမေနှင်ကျမအပင်တပင်အတူတူစိုက်ပျိုးလာခဲ့သည်။အခုတော့မမရဲ့ဥယျာဉ်မှာအပင်၂၀ရှိပြီပေါ့။ထူးထူးခြားခြားဘာပင်တွေရှိလဲဟင်မမ။ ။ထိုချိန်တွင်ဖဖွားကကျမတို့စကားဝိုင်းသို့ဝင်လာတော့သည်။ထူဆန်းတဲ့အပင်သဖင်ရှိတဲ့မောင်သက်ရဲ့ညမပွဲနဲ့ကုမုဒ္ဒရာဆိုတဲ့ပန်းလေးမှုလိုက်တာထုံအီးနေတာပဲ။သူကမနဲ့ဆိုမပွင့်ဘူးညမပဲပွင့်တာ။ဟဲ့အတော်ပဲ။မင်းညကအဲ့ဒီပန်းပွင့်တယ်လေအင်ဂျင်။ဟုတ်လားကျွန်တော်မမြင်ဘူးသေးဘူး။ထိုအပင်ကိုမေမေကအလွန်ခုံယူသည့်အပင်အပင်ကြီးတစ်ခုဤပင်စီတွင် တွေ့ကက်ပြီးပေါက်သည့်ကက်သားပင်မျိုးပါပဲသူကအချူရောင်အပွင့်ကြီးတွေကိုညမှာပွင့်သည် နနက်လင်းလျင်တဖြည်းဖြည်းငုံတွားတတ်သည်ဇနန်းကလည်းတင်းတင်းမွေးနေ၏အော်ဟုတ်သားပဲဒါပေမဲ့သူကညတကောင်မှအပြေးပွင့်တာအခုချိန်ဆိုငုံယုံလေးပဲအဲ့ဒီငုံတာလေးကို ကြည့်လို့မရဘူးလားဟင်မမညီလိုက်ပြလိုက်လေအငုံတော့မြင်ရမှာပဲ ျမနဲ့မောင်တဝေနောက်ဖက်ခြံထဲတို့ဆင်းလာခဲ့သည်ကျမတို့နောက်ဖက်ခြံသည်မေမေနှင့်ဖွားဖွားဤရိယစိုက်ထုံမှုကြောင့်ပေါင်းပြန်မရှိစိုက်ပြိုးပင်များဖြင့်ဝေစာလှပါနေမြဲဖြစ်သည်လာသည် အရှိဘက်ကောင်းကင်စီကနေ ထွက်ပေါ်လာပြီးမှဝါဝင်းတော်လာရောက်ကပန်းပင်များအတိရွက်ပေါ်သို့ဖြာကြားလျက်ရှိသည်ဒါကဘာပင်လဲမမဒါကစီစဝပန်းပင်လေ ပွင့်တဲ့အချိန်ဆိုမှုင်းနေတာပဲ။နုံနှစ်ရောင်လိုလိုအဖြူဝင့်တွေ ပွင့်တဲ့အချိန်တွင် ကျမတိတ်ချရသည့်ပန်းပင်ပေါ့။ဒါကရောဒါကယူစနာပင်ယူစနာပန်းတို့သည် အဖူးအငုံများချနေသည် နောက်တစ်ပတ်ဆိုလျင် ပွင့်ပြီဟုမျှော်လင့်ရသည်။အော်သိပြီ။ဇောင်းဝင်းထွက်ရဲ့တခြင်းကယူစနာပင်ဆိုတာဒါလား။အဲ့ဒါတော့မမမသိဘူး။ ဘယ်ပန်းပင်တွေကိုယူစနာလို့ခေါ်ရလဲမသိဘူးလေမမသိတဲ့ယူစနာကတော့တပင်ကြီးမဟုတ်ဘူးဟောဒီလိုခြုံမဲ့အကြီးစားပဲဇောဝင်းထွက်ကနောက်မှဆိုတာပါမူရင်းဆိုတော့ကမင်းမင်းလက်လေမင်းမင်းလက်ဟုတ်လားကျွန်တော်မသိပါဘူးကျမသူ့ကိုမျဆောင်ထိုးလိုက်မိပေမဲ့ကျမဤမျက်လုံးအမှုရာကိုညမှာတူမြင်မိမထင်ခဲ့မျဆောင်မထိုးပါနဲ့မမရဲ့ကျွန်တော်မှမသိတာကိုဒီကောင်လေး ဒီစာကင်အင်းကြီးကိုဘယ်တော့ကဝယ်လိုက်ပါလဲတရုတ်ဖြစ်ဆိုပေမဲ့ပုံပန်းကြကြသူနဲ့အတော်လိုက်ဖက်ပါသည် သူကညရွေမှာတိတ်မတွေ့ဘူးပါညနေတွေမှာပဲတွေ့ရတတာဟုမစီမဆိုင်တွေ့လိုက်မိ၏အခုလိုညမှာတွေ့ရတော့အိမ်မက်တစ်ခုနဲ့တူးနေသည်ဒီကောင်လေးသပင်တွေရှင်းနေပြီနှစ်ဖူးပေါ်တဲမကငုံလိုက်သည့်အခါမျက်ခုံးမွေးပေါ်တောင်ဖုံးနေပြီငငယ်တော့ကကျမသပင်ညှက်နေကြဆိုင်တော့ သူ့ကိုခေါ်ကြွားကသပင်ညှက်ပေးခဲ့သည့်အဖြစ်ကိုတရေရမိသည်အဲ့ဒီတုန်းကသူကပစ္စည်းလေးမှုစန်တားထိုင်ကုန်မှာခုံထက်ခုပြီးထိုင်ခန်းရတာအခုတော့ကြည်စမ်းပါအောင်ကျမမော့ကြည့်နေရသည့်အရန်အိမ်တောင်းကမိတီဤအလင်းကသူ့မျက်နှာတစ်ချမ်းကိုပါလင်းစေတာမို့အမှတ်တမဲ့ကြည့်လျင်စစ်စင်ကြောက်ကိုထုစစ်ထားသောကြောက်စစ်ဘဘမျက်နှာတစ်ခုလိုပဲအရင်နှင်းစားလျင် ူမျက်နာက၄000မေယိုဖြစ်လာသလားလို့ဟာဒီအပင်ကိုတိတယ်ညလေးပင်လေးကျောင်းမှာရှိတယ်လေမမညလေးပင်လေးတော်တော်ပွင့်နေပြီနော်ဇမဤဥယင်တီမွေတော်ပန်းများပွင့်တီခြောင်ဝင်ကြီးအမျိုးစားတွေများတီဇမကပန်းပွင့်တီအပင်ကိုကြိုက်တီမွေတော်ပန်းများကိုပိုကြိုက်တီလာမောင်လေးဒီဘက်လာကုမုဒ္ဒရာကဒီဘက်မှာ တရက်ပင်တပင်ဤပင်စီမှာတွေ့ကက်ပြီးစိုက်ထားသည့်ကုမုဒ္ဒရာပင်ဤအရွက်ရှည်တို့ကိုလက်ဖြင့်ကင်ပြီးအရွက်တွေအောက်မှပန်းပွင့်အငုံကိုသူ့ကိုခေါ်ပြလိုက်ပါသည်ကုမုဒ္ဒရာပန်းသည်အဖြူရောင်ပွင့်ချက်များကငုံအားလျက်ရှိသေးသည်သူပွင့်လျင်အဖြူရောင်ပွင့်ချက်တွေပွင့်ကားလာပြီးလက်ဖက်ရည်ပကံပြားအကြီးစားလောက်ထိစဝိုင်းကျယ်လာတတ်သည်အပူတုံးလေးဘူးရှိသည် သူကျမနာတတကလာတီသူ့ကြခင်အင်းကြီးကျမပခုံးနဲ့ထီပြီသူ့စပင်ကကျမပါပြင်တို့လာထီပြီသူ့စီမခံမွေမွေရနံတခုရှားလိုက်သည်ဆက်ပြာနန်လာခေါင်းလင်းစီနန်လာမောင်တွေ့လားဒီမှာတွေ့တယ်လှတယ်နော်မမအေးမမမမကိုကျွန်တော်ချစ်တယ်အလွန်တိုးသိတော့အတန်ဖြန့် ်ခပြားခေရပြောလိုက်သည့်သူစကားကိုကျမရုပ်တရက်နားမလည်လိုက်။ဘာမမကိုကျွန်တော်တိတ်ချစ်တယ်လို့ပြောတာ။သူ့နှခမ်းမှထွက်လာသည့်လေကကျမပါပြင်တော့ပင်ထိကက်တိုးတိုက်တွားသည်။ဟင်ကျမနှလုံးကဒိန်ကနေစောင့်ခုံသွားလေသည်။နားစင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပဲပေကင်းကျမ်းမှာကြောက်ရှင်ကြပါစေရှင်။ We'll be right back.